ားလုံးမင်္ဂလာပါအောင်ဝင်းဟင်း channel မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ဗီတာမင် B12 C ကိုဗတ်ကြောက်တောက်တင်တယ်လဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဗီတာမင် B12 ကိုအဓိကအားဖြင့်သင်ရဲ့အာရုံကြောစနစ်ကိုကောင်းမွန်စေရန်တွေးနေဥများဖွဲ့စည်းရန်နဲ့ DNA တည်ဆောက်ရန်အတွက်တောက်သုံးသင့်ပါတယ်ဒါဟာသင်ခန္ဓာကိုယ်ကသူ့ဘာသာသူမထုတ်လုပ်နိုင်တဲ့အရေးကြီးတဲ့အာဟာရဓာတ်တစ်ခု ဖြစ်လို့အစားအစာဒါမှမဟုတ်ဖြစ်ဆွဲစည်းတွေကနေရယူရပါတယ် ်သင်္ခန္ဓာကိုယ်ရဲ့စက်အတွက်အရေးပါတဲ့မီးဘွားပလတ်တစ်ခုလို့မှတ်ယူနိုင်ပါတယ်ဗီတာမင် B12 ဆိုတာဘာလဲဗီတာမင် B12 ကိုဗလမင်းဆိုတာရေမှာပျော်ဝင်တဲ့မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်တစ်မျိုးဖြစ်ပါတယ်သူ့ရဲ့အဓိကတာဝန်တွေကတော့သွေးနေဥဆဲများထုတ်လုပ်ခြင်းအာယုံကြောများကျန်းမာစေခြင်း DNA ဖွဲ့စည်းတိစောက်ခြင်းနဲ့ကိုခန္ဓာရဲ့စွမ်းအင်အသုံးပြုမှုကိုပုံမှန်ဖြစ်စေခြင်းတို့ဖြစ်ပါတယ်ဒီဗီတာမင်ကို ခန္ဓာကိုယ်ကသူ့ဘာသာသူမထုတ်လုပ်နိုင်တဲ့အတွက်အစားအစာဒါမှမဟုတ်ဖြည့်စွက်ဆေးကနေပဲရယူရပါတယ်။ဗီတာမင် B12 ကိုဘာကြောင့်နဲ့ဘယ်သူတွေကတောက်တင်တယ်လဲ။နံပါတ်1ချို့တဲ့မှုကို ကာကွယ်ရနဲ့ပြန်လည်ပြုပြင်ရ။ဗီတာမင် B12 ချို့တဲ့ရင် မောပန်းနွားနယ်ခြင်း၊သွေးအားနယ်ခြင်း၊လက်ချောင်းခြေချောင်းတွေထုံကျင်ခြင်း၊ဟန်ချက်ထင်းရန်ခက်ခဲခြင်းတို့ဖြစ်တတ်ပါတယ်။ မကုသပဲထားရင်ပျက်စီးသွားတဲ့အာယုံကြောတွေကပြန်မကောင်းနိုင်တော့တဲ့အထိဖြစ်သွားနိုင်ပါတယ်။နံပါတ်၄တကယ်လို့တင်က အောက်ပါအုပ်စုထဲမှာ ပါဝင်နေတယ်ဆိုရင်တက်ကြီးရွယ်အိုတွေအစာရင် acid ထုတ်လုပ်မှုနည်းသူတွေအစာရင် acid short ဆေးတောက်နေရသူတွေစီးကြိုအတွက် metformin တောက်နေသူတွေအစာအိမ်နဲ့ဥလမ်းကြောင်းဆိုင်ရာခွဲစိတ်မှုဥပမာအစာရင်နှမ်းကြောင်း လွှဲခြင်းပြုလုပ်ထားသူတွေ pernicious anemia လို့ခေါ်တဲ့သွေးအားနည်းရောဂါရှိသူတွေနဲ့တက်တက်လို့အပြည့်အဝစားသုံးသူတွေ begin တွေဟာ B12 ကိုတောက်သုံးရလိုအပ်ပါတယ်။နံပါတ်3စိတ်ချရစီရန်အတွက်ချို့လူတွေဟာသူတို့ရဲ့နှိမ့်စင်အစားအသောက်ကနေ B12 အလုံးအလောက်မရမှဒါမှမဟုတ်ခန္ဓာကိုယ်ကစိုက်ယူမှုမကောင်းမှစိုးရိမ်တဲ့အခါအမကန်အနေနဲ့ဆေးပမာဏနည်းနည်းကိုနှိမ့်စင်တောက်သုံးကြပါတယ်။ ဗီတာမင် B12 ရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲ။နံပါတ်1သွေးနေဥကြီးထွားလွန်သောသွေးအားနည်းရောဂါမက်ကလိုပလတ်စတစ်အနီးမီးယားကိုတက်တာစီပြီးကာကွယ်ပေးတယ်။သွေးနေဥများပုံမှန်ဖွဲ့စည်းအောင်ကူညီပေးပါတယ်။နံပါတ်2ချို့တဲ့နေသူများမှာစွန့်ရင် တိုးစီပြီးမောပန်းနွမ်းနယ်မှုရောကြစေပါတယ်။ဆေးဆတော့ပြီးနောက်မှာအာအင်ပိုရှိလာတယ်လို့လူများစုကခံစားရပါတယ်။နံပါတ်3 အာယုံကျော်ကြမာရေးကိုကာကွယ်ပေးပါတယ်ချွတ်တဲ့မှုစောစောစီစီကုသရင်ထုံကျင်တာနဲ့ဟန်ချက်မညီတာတွေပြန်လဲကောင်းမွန်လာနိုင်ပါတယ်နံပါတ်၄ကိုုံဆောင်ကြမာရေးနဲ့တရေသားဖွံ့ဖြိုးမှုကိုအထောက်အကူပြုပါတယ် DNA ဖွဲ့စည်းမှုအတွက်အလွန်အရေးကြီးပါတယ်နံပါတ်၅နှလုံးကြမာရေးနဲ့ဆက်ဆက်နေတဲ့ homocysteine ဓာတ်ကိုထိန်းညှိပေးပါတယ်ဒါကရှုပ်ထွေးတဲ့အကြောင်းအရာတစ်ခုဖြစ်ပြီး B12 ကအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ် ပြည်တွဲနေ့စဉ်တောက်တုံးချင်းရဲ့စူဂျိုးတွေနဲ့အန်ဒီရဲ့များကာကြီးတရင်ကောင်းကတော့ဗီတာမင်ဘီတွဲဟာရေမှာပျော်ဝင်တဲ့ဗီတာမင်တစ်မျိုးဖြစ်ပါတယ်ဆိုလိုတာကသင်ခန္ဓာကိုယ်ကလိုအပ်တာတဲ့ပိုတောက်မိရင်ပိုရှံနေတဲ့ပမာဏကိုစီးကနေတဆင့်စွန့်ထုတ်ပစ်ပါတယ်ဒါကြောင့်ဒါဟာအလွန်ဘေးကင်းတယ်လို့ယူဆပြီးနေ့စဉ်တောက်တုံးမှုအတွက်အစိတ်ဖြစ်စေတဲ့ပမာဏသတ်မှတ်ထားခြင်းမရှိပါဘူးနမခါခွေးကတော့ဗီတွဲရဲ့ဘေးရွယ်စူဂျိုးကအလွန်ရှားပါးပါတယ် ဘီတွဲဟာအစိတ်တောက်ဖြစ်နိုင်ရည်အလွန်နည်းပြီးအများဆုံးတောက်သုံးနိုင်တဲ့ပမာဏကိုလည်းတည်ဝင်သတ်မှတ်ထားခြင်းမရှိပါဘူးလူများစုကနေ့စဉ်တောက်သုံးမှုကိုကောင်းကောင်းခံနိုင်ရည်ရှိပါတယ်ကားငယ်ကတော့ဖြစ်နိုင်ရည်ရှိတဲ့သေးမွားလက္ခဏာတွေကတော့အစာရင်ဦးလားကြောင့်မရည်မသာဖြစ်တဲ့ခေါင်းကိုက်တဲ့ရှာရှာပါပါအရေပြားမှာဝက်ချံလိုအခုလေးတွေထွက်လာတယ်မျက်နှာနီမြန်းလာတယ်ဒါမှမဟုတ်ဓာတ်မတဲ့ဓာတ်တွေဖြစ်နိုင်ပါတယ်ခါကြီးအခြားပြဿနာတွေကိုဖုံးကွယ်သွားနိုင်ခြင်း folic acid C ကိုတောက်သုံးတာက B12 ချွတ်တဲ့မှုရဲ့သွေးအားနည်းလက္ခဏာကိုဖုံးကွယ်ထားနိုင်တယ်။အဲ့ဒီအချိန်မှာအာယုံရောပျက်စီးမှုကဆက်ဖြစ်နေနိုင်ပါတယ်။ဒါကြောင့်ယောဂါကိုတိတိကျကျသိဖို့ရည်ကြီးပါတယ်။နံပါတ်၅ဆေးဝါးတွေနဲ့ဓာတ်ပြုတ်မှု metformin နဲ့ acid short ဈေးတွေလို့ဆေးဝါးအချို့က B12 ဆုပ်ယူမှုကိုလျော့နည်းစေတဲ့အတွက်ပုံမှန်စစ်ဆေးတာဒါမှမဟုတ်ဆေးပမာဏတိုးတောက်တာတွေလိုအပ်နိုင်ပါတယ်။စာလုံးမှိုင်းရင်းနဲ့စိတ်ရင်းမှုမဖြစ်စေဖို့ တကယ်လို့တင့်မှာ B12 ချုပ်တဲ့မှုမရှိဘူးဆိုရင်ဒီဖြည့်ဆွက်စီတောက်ရုံနဲ့မောပန်းတာတွေမှန့်ညာအားနေတာတွေမသက်သာနိုင်ပါဘူး B12 ပမာဏပုံမှန်ရှိသူတွေမှာအကျိုးကျေးဇူးတိတ်မရှိဘူးလို့သုတေသနတွေကဆိုပါတယ်အာနိသင်ပြဖို့ဘလောက်ကြာမလဲနံပါတ်1စွန့်အင်တဲ့အခြားလက္ခဏာများ B12 ချို့တဲ့မှုကြောင့်ဖြစ်တဲ့လက္ခဏာတွေအတွက်ဆေးစာတောက်ပြီးရက်အနည်းငယ်မှရက်တစ်တပတ် အနှဲငယ်အတွင်းနေလို့ထိုင်လို့ပိုကောင်းလာတယ်လို့လူများစုကပြောကြပါတယ်။နံပါတ်1သွေးအားနည်းယောဂတပတ်နှစ်ပတ်အတွင်းသွေးအားနည်းတာစတင်ကောင်းမွန်လာပြီးလေးဘက်ကနေရှစ်ဘက်မှာအပြည့်အဝပြန်ကောင်းလာနိုင်ပါတယ်။နံပါတ်3အာယုံကြောပြန်လဲကောင်းမွန်လာမှုထုံကျင်ခြင်းဟန်ချက်မညီခြင်းမှန့်ညံအားနည်းခြင်းတို့လိုအာယုံကြောဆိုင်ရာလက္ခဏာတွေဖြည်းဖြည်းနဲ့လနဲ့ချီပြီးအချိန်ယူရပါတယ်။အချိန်ကြာမြင့်စွာပျက်စီးနေတဲ့အာယုံကြောတွေက တစိတ်တစ်ပိုင်းပဲပြန်ကောင်းနိုင်ပါတယ်ဒါကြောင့်စောစောကုတလေးပိုကောင်းလေလို့ပြောနိုင်ပါတယ်နေ့စဉ်တောက်300ပမာဏကာကြီးတနေ့တာလိုအပ်တဲ့ပမာဏ RDA အရွယ်ရောက်ပြီးသူတနေ့တာအတွက်နှစ်တသမ4မိုက်ခရိုဂရမ်ကိုဝန်ဆောင်ကနှစ်တသမ6မိုက်ခရိုဂရမ်လို့တိုက်မိခင်ကနှစ်တသမ8မိုက်ခရိုဂရမ်လိုအပ်ပါလေခါခွေဖြည့်ဆက်စီ ဒါမှမဟုတ်ကုသမှုအတွက်ပမာဏဆိုင်တွေမှာအလွယ်တကူဝယ်လို့ရတဲ့ဆေးတွေမှာ25ကနေ1000 microgram အထိပါဝင်ပါတယ်ချို့တက်မှုရှိကြောင်းသိကြသွားရင်ဆရာဝန်တွေက ပမာဏများတဲ့တောက်ဆေးဥပမာတစ်နေ့ကို1000 microgram ဒါမှမဟုတ်ထိုးဆေးဥပမာတစ်ပတ်တစ်ကြိမ်1000 microgram ထိုးပြီးတဲ့နောက်ပိုင်းတစ်လတစ်ကြိမ်ကိုညွှန်ကြားလေးရှိပါတယ်ဆေးပမာဏများများမတောက်သုံးခင်သင့်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ် ဗီတာမင် B12 ကျွဲဝါတဲ့အစားအစာတွေကဘာတွေလဲ။နံပါတ်1ခမာခရုအခွန်မာရေတတဝါတွေနဲ့အစီများတဲ့ငါးတွေဆမ်မွန်၊တူနာ။နံပါတ်2အမဲသားနဲ့ကြက်သားအထူးသဖြင့်အသဲ။နံပါတ်3ကြဲဥနဲ့နုထွက်ပစ္စည်းများ no danger cheese ။နံပါတ်4အားရဖြစ်ဆွတ်ထားတဲ့အပင်အခြေခံ no တွေကောက်နှံစာတွေ series ဒါမှမဟုတ်ရင် nutritional yeast သက်သက်လွတ်စားသူတွေအတွက်အလွန်အရေးကြီးပါတယ်သူတေသနာတွေကဘာပြောသလဲသိပ္ပံနိကျသူတေသနာတွေကဗီတာမင် B12 ရဲ့အရေးပါတဲ့အခန်းကဏ္ဍကိုအခိုင်အမာထောက်ခံထားပါတယ် B12 ဖြည့်ဆွက်စေရာချွတ်တက်မှုနဲ့သွေးအားနဲ့ယောဂါကိုပြုပြင်ပေးနိုင်ပြီးအာယုံရောပျက်စီးမှုကိုစောစောစီးစီးကာကွယ်နိုင်တဲ့ဆိုတဲ့ခိုင်မာတဲ့အထောက်အထားတွေရှိပါတယ် Metformin C ဒါမှမဟုတ် Acid Shock C ရေရှည်တောက်တုံးနေရာသူတွေမှာ ဗီတာမင် B12 ချို့တဲ့နိုင်ခြင်းများပြီးဖြည့်စွက်ဆေးတောက်သုံးခြင်းကအကျိုးရှိတယ်ဆိုတဲ့ကောင်းမွန်တဲ့သက်သေအထောက်အထားတွေရှိပါတယ်။ B12 ပမာဏ၄ပါးခြင်းဟာမှန့်ညာကြဆင်းခြင်းနဲ့စိတ်ကြယောဂဖြစ်နိုင်ရည်ပုံများခြင်းတို့နဲ့ရှင်းလင်းစွာဆက်ဆက်နေကြောင်းကိုလည်းသူတည်သနာတွေကဖော်ပြပါတယ်။ဒါပေမဲ့ဗီတာမင် B12 ပမာဏပုံမှန်ရှိသူတွေမှာဒီဆေးတောက်ယုံနဲ့စွန့်ရင်မှန့်ညာဒါမှမဟုတ်သိမြင်မှု စွန့်ရင်တိုးတက်စေတယ်ဆိုတဲ့ အားနည်းတဲ့အထောက်ထားတွေပဲရှိပါတယ်အကျိုးကျေးဇူးအများစုကချွတ်တဲ့နေသူတွေမှာပဲတွေ့ရပါတယ်ဖြစ်ဆက်စေးတောက်ချင်းကကျမ်းမာတဲ့လူကြောက်ကိုပို့တော့အောင်ပို့ပြအောင်မလုပ်နိုင်ပေမဲ့ချွတ်တဲ့နေသူတွေကိုတော့တိတိတသာကူညီပေးနိုင်ပါတယ်ဒါအပြင်ဗီတွဲဟာ homocysteine လို့ခေါ်တဲ့ amino acid ပမာဏကိုလျှော့ချပေးပါတယ် homocysteine ပမာဏများခြင်းဟာနှလုံးရောဂါအတွက်အန္တရာယ်ရှိတဲ့အချက်တစ်ခုဖြစ်လို့ဗီတွဲပမာဏကိုလုံလောက်အောင်ထိန်းသိမ်းခြင်းဟာ လုံးသွေးကြောကျန်းမာရေးအတွက်အရေးကြီးပါတယ်။သိပ္ပံပညာအရဗီတာမင် B12 လုံလောက်စွာရရှိခြင်းဟာသင်ရဲ့ရေရှည်ကျန်းမာရေးအတွက်အထူးသဖြင့်အုံနောက်သွေးနဲ့အာယုံကြောတွေအတွက်အခြေခံကြပါတယ်။သင်ဟာတက်ကြီးရွယ်ဦးတတ်တတ်လို့စားသူဒါမှမဟုတ်အစာရင်ခွဲစိတ်မှုခံယူထားသူဖြစ်တဲ့ဆိုရင်သင်ရဲ့ B12 ပမာဏကို စစ်ဆေးဖို့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတာကပိုကောင်းပါတယ်။အစားအသောက်ကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်။ နောက်နောက်တော့ဘယ်လိုလုပ်ကြည့်ရှုနိုင်ဖို့ subscribe တစ်ချိန်လေးပေးထားပါလို့မြစ်ပြရက်ခံပါတယ် like နဲ့ share ကိုလည်းနှိပ်ပေးစီခြင်းပါတယ်လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် happy great day